မင်္ဂလာပါရှင် K Story YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းချစ်ခင်ရတဲ့ပရိသတ်တွေစောင့်မျှော်နေကြတဲ့စာရေးစီရအခါစောရဲ့ပညာတဲ့အဖွားစောနဲ့အယူဘိုတူဇလန်စာစင်ငါတင်ဆက်တော့မှာဖြစ်ပါတယ်။တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။ဇလန်အစ်တွေတင်လိုက်သိရှိစီဖို့အတွက် ဘေးနာကားနိုတီခေါလောင်းကိုနှိပ်ထားပေးပါကျုပ်တို့ရွာမှာနာမည်ကြီးတဲ့အယူတယောက်ရှိတယ်ဗျသူ့နာမည်အရင်တော့ကျုပ်လည်းမသိဘူးတရွာလုံးကတော့သူ့ကိုဘိုးတိုးလို့ပဲခေါ်ကြတယ်ဒီလူဟာယူနေတာဒါပေမဲ့ရင်ရင်ကလေးယူတာဒါကြောင့်သူ့ကိုအယူဘိုးတိုးလို့ခေါ်တာသူယူသွားပုံကလည်းထူးဆန်းနေလို့ပြောရမယ်သူကအရင်တော့လူချောလူခန့်ပဲဗျစဘာတွေဘာတွေပွဲစားလုပ်တယ်ပြောတယ်။ရုပ်ကလည်းရုပ်ရှင်မင်းသားရန်အောင်တို့လိုရုပ်မျိုး ပွဲစားဆိုတော့ငွေရလဲရှိတယ်ဗျဒီခေစကားနဲ့ပြောရင်ရုပ်ရှိရေရှမ်းလို့ပြောရမှာပေါ့သူကောင်းစားတဲ့ချိန်ကိုကြောက်တို့တော့မမိလိုက်ပါဘူးအဖွာပြောပြလို့တိလိုက်တာရန်အောင်တို့လိုဘူကေကို အရှိကဖုတ်တိုက်လေးညှက်ထားတယ်ရှက်အင်းကြီးအစင်းခက်စိတ်စိတ်အကွက်ခက်စိတ်စိတ်ကလေးဝက်ပြီးအောက်ကပစိုးကိုမီးဖူတောက်နေအောင်တိုက်ပြီးဝတ်တာတယ်ဗျအဲ့ဒီတုန်းကဘိုတိုးကပြိုတိုင်းကျတဲ့နင်းစီခိုင်းပေါ့ရွာမတောင်ဘိုတိုးကိုတစ်ဖက်သက်လိုက်ကျနေတယ်မင်းကလေးတွေရှိခဲ့တယ်ပြောတယ် ကျုပ်တို့တိထက်တဲ့အရွေရောက်တော့ဘိုးတော်ဟာအယူကြီးဖြစ်နေပြီအရင်ကရန်အောင်နဲ့တူတဲ့ချောတဲ့ဆိုတဲ့ရုပ်ကအခုတော့တော်ပုံကြီးတယောက်လိုဖြစ်နေပြီဗျတနေ့လုံးဖရိုရွာက လမ်းပေါ်မှာတယောက်တည်းစကားတွေပြောပြီးသွားလာနေတယ်ဆိုပဲတွေ့တဲ့အိမ်မှာထမင်းဝင်စားတောင်းစားတယ်လူတွေကလည်းဘိုးတော်ကိုအကုန်သိနေကြတယ်ဆိုတော့ကြွေးကြမွေးကြပေါ့ဗျာအရင်တော့ဘိုးတော်ကကျုပ်တို့အိမ်မှာတောင်းထမင်းဝင်စားတာဗျနောက်ပိုင်းကျုပ်ကသူ့ကိုအသက်ကောင်နောက်ပြောင်တော့မှဝင်မစားတော့တာ ကျောက်တော့လည်းခလေးဆိုတော့ဘာတိမာလဲဗျအယူးမြင်စကျင်တာကိုចောင်းသွားចောင်းပြန်တဲ့အချိန်ပဲဖြစ်ဖြစ်ဗိုလ်တိုးနဲ့ចုံသွားနဲ့အယူးဗိုလ်တိုးအယူးဗိုလ်တိုးဆိုပြီးဝိုင်းអော်ပြီးစနောက်ကြတယ်ဗိုလ်တိုးကအယူးပါဗျသူ့ကိုအယူးလို့ပြောရင်သူသိတယ်ကျောက်တော့စတာမခံနိုင်တော့ဘူးဆိုရင်ဂဲလုံးកောက်ပြီးအနောက်ကလိုက်ပြတော့တာပဲဗျကျောက်တော့ကတော့အယူးလိုက်ပြီးဆိုပြီးပြေးကြလွားကြတဲ့ပျော်ကြတာပေါ့ဗိုလ်တိုးကိုမစပါနဲ့ငလင်းရဲ့သူ့ဘဝကတနာဖို့ကောင်းပါလေ အဖွားကတော့ကျုပ်ကိုအမြဲတမ်းနားချတယ်။ကျုပ်ကတော့အဖွားပြောတော့လေဟုတ်ကဲ့ပေါ့ဗျာ။ကျောင်းကပြန်လာတဲ့ကျုပ်ကိုအဖွားကထမင်းဟင်းတွေခုခတ်ကျွေးတယ်ဗျ။ဒါနဲ့အဖွားဘိုးတိုးကဘာဖြစ်လို့ယူနေတာလဲ။သူများလှုပ်လို့ယူတယ်လို့တော့ပြောတာပဲငလင်းရဲ့။သူများကအဲ့ဒီလိုယူအောင်လှုပ်လို့ရတယ်တဲ့လားအဖွား။ရတာပေါ့ကွ။ဘိုးတိုးကတစ်ချိန်တုန်းကဒီလိုမှမဟုတ်တာရုပ်ရှင်မင်းသားရံအောင်လို့လို့ရဲအောင်လို့လို့ဂိုက်မျိုးနဲ့မြည်ရွာမှာအတော်လန်ဆန်းပွဲနေလူအဲ့ဒါကြောင့်လည်းခုလိုဖြစ်တာပေါ့ အဖွားကကြောက်တော့ဖို့ဟင်းကားခတ်ထည့်ပေးနေရေးဘိုးတိုးကနည်းနည်းရှုပ်တယ်ငလေးရဲ့တခါတော့ညောင်တပြေရွာကကရင်မတယောက်နဲ့တွားပြီးတော့ချစ်ကြိုက်ကြတယ်ကရင်မလေးကလည်းချောလိုက်တာဟဲ့ ထက်ထမိုးဦးအတိုင်းပဲသူ့နာမည်တောင်ဘာပါလဲအဖွားတောင်မိနေပြီအဲ့ဒီကရင်မလေးနဲ့ယူတော့မလို့ဖြစ်ပြီးတော့မှဘိုးတော်ကမယူတော့ပဲစာတင်ចောင်းသားကမိန်းကလေးတစ်ယောက်နဲ့ထပ်ပြီးချစ်ကြိုက်တယ်ဆိုပဲအဲ့ဒီမိန်းကလေးနဲ့ယူမဲ့အကြောင်းကိုကရင်မလေးသိတဲ့အခါဘိုးတော်ကိုယူအောင်လှုပ်ထဲလိုက်တော့တာပါပဲယူအောင်လို့စေးခတ်လိုက်တာလားအဖွားဘယ်ဟုတ်ပါမလဲအဲ့ဒီကရင်မလေးကဝမ်းဝင်းပါလို့လူတွေကပြောတယ်ဝမ်းထဲမှာဘာပါတာလဲဟင် ထလိုက်တာငလေးရဲ့ဝမ်ရင်းပါဆိုတာမွေးကလေးကစုံးပညာတွေတက်နေတဲ့လူကိုပြောတာဟဲ့အသက်ကြီးမှစုံးပညာတွေတင်တဲ့လူထက်ဝမ်ရင်းပါတဲ့လူကပိုပြီးအစွမ်းထက်တဲ့ကရင်မကလည်းရက်ဆက်လိုက်တာဗျအဲ့ဒီလိုပြောလို့မရဘူးငလေးရဲ့အစားကကရင်မနဲ့တောင်ယူမလို့ဖြစ်ခဲ့တာ ဘယ်နည်းဘယ်တော်လက်ထပ်မည်ဆိုပြီးတော့တောင်းရက်ရွှေပြီးနေပြီလူငယ်ဘာသာဘာဝအချင်းချင်းလော်လော်ကျူးကျူးဖြစ်ခဲ့ပြီးပြီထဲမှားတဲ့ဘိုးတိုးတို့ကပစံရှိတော့အဲ့ဒီကရင်မာလေးတို့ကိုရော်ကြီးတွေပေးလိုက်ရသေးတယ်ဒါဆိုရင်တော့ဘိုးတိုးအမားပေါ်အဖွားရဲ့နေကငယ်ပါသေးတယ်ငလင်းရဲ့ကိစ္စတစ်ခုကိုမှားတယ်မှန်းတယ်လို့နေမဆုံးဖြတ်တတ်သေးပါဘူးဟဲ့ကျုပ်လဲစာစာနဲ့ထမင်းတွေကျုံစားလိုက်တယ်ဒါနဲ့ဘိုးတိုးကိုကုလို့မရဘူးလားအဖွား ။ကျောင်းကဆီယာမပြောတာယူနေတဲ့လူတွေကိုစိတ်ကြမ်းမကြီးစေးရုံလို့အယူထောင်လို့ပို့ရင်ကောင်းသွားတယ်တဲ့အဖွားရဲ့ဖိုတိုမိဘတွေကပတ်စံရှိရဲ့လူတွေပဲကိုမကူပဲနေပါမလား။ရန်ကုန်ကိုတုံးလေးကပို့ပြီးကူတယ်။ဒါပေမဲ့ပတ်စံကုံတာပဲရှိတယ်။ဘာမှမတက်တာလို့စီးုံကနေပြန်ဆင်းလာခဲ့ရတယ်။အဲဒီတော့ကရိုးရိုးတန်းတန်းယူတယ်လို့ထင်တာပေါ့။နောက်ပိုင်းတိတ်မတင်ကလို့ပယောကဆရာတွေဘာတွေနဲ့တွားပြတော့မှသူများလှုပ်ထားလို့ယူနေမှန်းသိတာဟဲ့။ ဒါဆိုပယောဂဆရာတွေကလည်းကုလို့မရဘူးလားသူတို့ပြောတာတော့ဘိုးတိုးကိုကုမရအောင် လုပ်ထားတာဆိုပဲအဲ့ဒီကရင်မကိုသွားတောင်းမှမယ်ဆိုရင်ရောဗျာအဲ့ဒီကရင်မလေးကအဲ့ဒီကိစ္စတွေဖြစ်ပြီးတော့ရှက်ရှက်နဲ့ရွာကတမိသားစုလုံးပြောင်းသွားကြတယ်ဆိုတာပါပဲအဲ့လေသူတို့လည်းရှက်ရှာမှာပေါ့အားလုံးလူသိရှင်ညာဖြစ်ပြီးနေပြီပဲဟာဘယ်ဟုတ်ပြောင်းသွားတယ်လဲဆိုတာတော့မသိကြဘူးပြောတယ်ဘောဂလီဘတ်ဆိုလားဖာပေါ်မတ်ဆိုတာပြောကြတာပဲ သွားပါပြီဗျာဒါဆိုဗိုလ်တိုးကိုဘလို့မှကုမရတော့ဘူးပေါ့နော်ကုမရလို့ပဲဗိုလ်တိုးယူတာနင့်တသက်ရှိနေပြီပေါ့ငလေးရဲ့ကဲစားမှသာစားစားမှဟင်းကားတွေအေးကုန်တော့မေအဖေါ်လေးရကစားလို့တိတ်ကောင်းတာပဲဗျစားတော့နေတော့ကြုံတုံနဲ့အတူတူနေတယ်ဒေါ်သေးသေးကအိမ်ထဲဝင်လာတယ်ဒေါ်သေးသေးကအဖေါ်သမီးအငယ်ဆုံးပေါ့ဗျသူ့မွေးခင်းစတော့ကတေးသေးကလေးမို့လို့တေးသေးလို့ခေါ်တာတဲ့သူယောက်ျားဦးနေထွန်းကားလိုက်နေတဲ့အချိန်ဆိုရင်ကြုံတုံနဲ့အတူတူနေတာပဲ အမေအမေဟဲ့တေတီအလန်တကြားနဲ့ဘာဖြစ်လာတာလဲဟဲ့ဘာဖြစ်ရမလဲအမေရဲ့ဘိုးတို့ကိုကူဘမန္တလေးရဆရာကြီးတယောက်ရောက်နေတယ်ဆိုပဲငါတော့တိတ်မထင်ပါဘူးအေးသူ့ကိုကူဘလာကြတာပဲမနေတော့ဘူးမဟုတ်လားဒီဆရာကြီးကတခြားဆရာကြီးနဲ့မတူဘူးတဲ့အမေရဲ့ဒီဆရာကြီးကသူများလှုပ်လို့ယူနေတဲ့လူတွေကို အထူးစပယ်ရှယ်လိုက်ကူပေးနေတဲ့လူတွေအမေရဲ့အခုတော့မန္တလေးကမနေပင့်လာရတယ်ပြောတာပဲဒီညနေသူတို့အိမ်မှာကုမယ်တဲ့ ါတော့တော့မကြည့်တော့ပါဘူးတည်တည်ရဲ့အစိုးရပြောပြီးသားမဟုတ်လားဘိုးတိုးယူတာကဘယ်သူကုကုကုလို့မရဘူးတဲ့အဖွားမတော်ကျင်ပေမဲ့ကျုပ်ကတော့တွားကျင်နေဗျဒေါ်တီတီလည်းတွားမဲ့ပုံပဲဗျမျက်နှာရောက်တော့ဒေါ်တီတီနဲ့အတူကျုပ်လိုက်သွားလိုက်တယ်အချိန်က9နာရီလောက်ရှိမယ်ထင်တာပဲဘိုးတိုးတို့အိမ်ကပတ်စံရှိတယ်ဆိုတော့တကယ်ကိုအိမ်ကြီးရခိုင်ပေါ့ဗျာ အယောက်ထက်မှလည်းဧည့်သည်တွေရှိတယ်။အိမ်မော်ကိုတက်သွားတော့ဖရာကန်းထိတ်မှာအဲ့ဒီဆရာကြီးဆိုတဲ့လူကထိုင်းနေတယ်ဗျ။ဆရာကြီးအရှိမှာတော့ဘူတူကကောက်ကောက်ကလေးထိုင်လို့ဗျ။ရွာရဲကလူတွေလည်းမနေဘူးပေါ့ဗျ။အဲခလေးဆိုတော့ကျုပ်တယောက်ထဲပါတယ်။၅နာရီခွဲလောက်ကြတော့ပွဲတွေဘာတွေပြီး မိတွေပါတွေထုံပြီးတော့ကုသရေးစကြတယ်ဗျ။အဲ့ဒီဆရာကြီးပြောတာကမကောင်းတဲ့အတိုင်းနဲ့လှုပ်ထားလို့မကောင်းတဲ့အပုတ်ချိန်မှာရွေးလို့ရတာတဲ့။သူဟာစီကြိမ်လုံးကြီးနဲ့ဘိုတိုးရဲ့ခေါင်းကိုဖိထားပြီးဘိုတိုးရဲ့ခေါင်းကိုဖိထားပြီးဘိုတိုးကိုစစ်မေးပါတော့တယ်ဗျ။ဟိုစစ်ဒီစစ်စစ်ကြသေးတယ်ဗျ။ဒါပေမဲ့လည်းနောက်ဆုံးတော့ဆရာကြီးကခေါင်းခါလိုက်တဲ့ဘိုတိုးအမေကတိတ်တိတ်ကျနေပြီလေ။မရဘူးအမကြီးရဲ့သားကိုကုလို့မရဘူး။ဘလို့ဖြစ်တာလဲဆရာကြီးရဲ့။သူ့မှာဘာအားနည်းချက်ရှိလို့လဲ။ အမကြီးရဲ့တာကိုဆုံးမတစ်ယောက်ကတစ်ချက်လော့တိုက်ထားတာဗျဆုံးတိုက်တွေထဲမှာတစ်ချက်လော့ဆိုတာအပြင်းဆုံးပဲကုလို့မရဘူးကုရင်အမကြီးသားတေးလိမ့်မယ်အဖွာပြောတာမှန်နေဗျနောက်ဆုံးတော့ဖိုတိုကိုဘယ်သူမှမကုနိုင်မယ်ဒီရက်တိုင်းပဲပြီးသွားတော့တယ်အဲ့ဒီဆရာကြီးကဘိုတိုတက်တာလို့ဆိုပြီးတော့စေးနီမှုန့်တွေတော့ပေးသွားသေးတယ်ဘိုတိုကတော့ထုံးစံအတိုင်းပဲလက်တကာလှည့်ပြီးတယောက်တည်းစကားတွေပြောနေတုံးပဲဗျဒီတခါတော့အဖွာစောအိမ်ဘက်ကိုလှည့်ဝင်လာခဲ့တယ်အဖွာစောအကျုပ်ကို ကြောက်ဖယုံရိုးတွေထုတ်ကြွေတယ်။သူ့အိမ်မှာလည်းဧည့်သည်မပြတ်ဘူးဗျ။အဲ့ဒီဧည့်သည်တွေနဲ့အဖွားဆိုးကစကားပြောနေတယ်။သူတို့ပြောတဲ့အထက်မှာယူအောင်ပြူစားတာတွေဘာတွေပါတာနဲ့ကြုံလဲမနေနိုင်လို့ထားမိလိုက်ရတယ်။ဒါနဲ့အဖွားဆိုးအယူဘူတိုးကတော့တကယ်ထူးဆန်းနေဗျ။မန္တလေးကအယူအထုကုဆရာကြီးလာကုရာတောင်မှကုမရဘူးလေဗျ။ကုမရတာတော့မဟုတ်ပါဘူး။ကုလို့ရပါတယ်။အဲ့ဒီဆရာကြီးပြောတာကတော့တချက်လော့တိုက်ထားတဲ့ဆိုလာပဲတချက်လော့ဆိုတာစုံးတစ်ယောက်က သေးရင်သေးမသေးရင်ရှူးဆိုပြီးတိုက်သွားတာအတိုက်မထုတ်တိုက်ရင်လူနာသေးတယ်တကယ်လို့အတိုက်ထုတ်နိုင်ခဲ့လို့ရှိရင်လေတစ်ဖက်ကတိုက်တဲ့လူသေးတယ်နင်းတို့ဆရာကြီးလက်ဆောင်သွားတာသူ့ကြောင့်လူတစ်ဖက်သားတေပါဆိုလို့ထင်တယ်ဒါဆိုအဖွားစောကဘိုးတိုးကိုကုနိုင်တာပေါ့နော်အနာတိမတော့ဆီးရှိပြီပေါ့ဒါပေမဲ့ဒီကိစ္စကလူတစ်ဖက်သားရဲ့အသက်တွေနဲ့အများကြီးဆိုင်နေတဲ့ငလင်းရဲ့ပေါ့ပေါ့ဆာဆာလှုပ်လို့မရဘူးအဖွားစောကုနိုင်မယ်ဆိုတာကြောက်တည်တယ်ရွာမှာအဖွားစောကအတော်ဆုံးပဲမဟုတ်လားဗျာ နောက်ပိုင်းတော့ဗိုလ်တော်ကပို့ပို့စိုးလာတယ်ဗျ။အယူရင်လာတယ်လို့ပဲပြောရမလား။အရင်ကတယောက်တည်းစကားပြောပြီးသွားရခါနေအခုနောက်ပိုင်းမိန်းကလေးတွေတွေ့ရင်ခြေစကားကြိုက်စကားရီစားစကားတွေပြောတယ်။တချို့ဆိုဆွဲလာရန်လာလို့တယ်ဗျ။အရင်ကသူ့ကိုစားတဲ့လူကိုပဲဂဲနေလိုက်ထူတာအခုတော့ခလေးတွေတွေ့တာနဲ့ဂဲနေလိုက်ထူတယ်မပြေမလွှားနိုင်တဲ့ခလေးတွေဂဲတင်ကုန်တော့ပေါ့ဗျာတခါလဲចောင်းသားကလေးတစ်ယောက်ကိုအုံနေခဲနဲ့ကောက်ထုတ်လိုက်တာ ်ခေါင်းပေါက်သွားလို့တော်တော်ယော်လိုက်ရသေးတယ်ဗျအဲ့ဒီနောက်ပိုင်းဘူတိုးကိုဒီအတိုင်းလှုပ်မထားတော့ပဲအိမ်ထဲမှာပိတ်ထားတယ်ဒါပေမဲ့လည်းမရပါဘူးဗျဘူတိုးကသူ့ကိုပိတ်ထားလေလေတောင်းညာလေလေပဲဗျအိမ်နယံကိုကုတ်ဖတ်တက်ပြီးထွက်ရင်ထွက်တယ်အိမ်အပေါ်ထက်ပဒင်းပေါက်ကခုံချရင်လေခုံချတယ်ဗျအစိုးဆုံးကတော့အိမ်ကနေလွတ်ထွက်ပြီးចောင်းသူကလေးတယောက်ကိုအီးစားစကားလိုက်ပြောတာဗျ ကျောင်းသူကလေးကလည်းကြောက်တော့ပြေးတာပေါ့အဲ့ဒါဘိုးတိုးကစိတ်ရိုင်းဝင်ပြီးကျောင်းသူကလေးကိုလဲပြီးညှစ်တာဗျလူတွေအတွေ့မြင်လို့သာတော်သေးတာပေါ့ရက်ရွာလူကြီးတွေလည်းဘိုးတိုးကိုထိန်ချုပ်ဖို့လုပ်ရတော့တယ်ဘိုးတိုးအမေကလည်းစီးပွားရှာနေလို့သူ့သားကိုလှည့်မကြည့်နိုင်ဘူးတခြားလူတွေကလည်းအယူဆိုပြီးဘယ်သူမှမကြည့်ပေးကြဘူးပေါ့ဒါနဲ့နောက်ဆုံးဘိုးတိုးအမေကိုယ်တိုင်အဖာစောစီကိုရောက်လာတယ်ရက်ကွက်လူကြီးတွေလည်းပါလာကြတယ်ငလေးကတခါပြောဘူးတယ် အမေစောကဘိုတိုးရဲ့ယောဂကိုကုသပေးနိုင်တယ်ဆိုအေးလေအဲ့ဒါဘာဖြစ်လဲအဲ့ဒါဆိုရင်ဘိုတိုးကိုပြန်ကောင်းသွားအောင်အမေစောကိုကုပေးပါကုံညင်တဲ့လောက်ကုံမစီကျမပေးပါမယ်နင်းတော့ငါတခါတည်းပြောလိုက်မယ်နော်ဘိုတိုးကိုပညာတရားတစ်ချက်လို့အတိုက်နဲ့တိုက်ထားတာတစ်ချက်လို့အတိုက်ဆိုတာကအတိုက်ခံရတဲ့လူကယူးရင်ယူမယူးရင်သေးပဲဘိုတိုးအမေကခေါင်းကြီးနေတိပါတယ်အမေစောရဲ့ ဘော်တိုအခုလိုရက်ရွာကိုဒုက္ခပေးနေတာဟုတော့ကျမဆက်ပြီးသီးမခံနိုင်တော့ဘူး။နောက်ပြီးသူ့မှလည်းတေကံပါတယ်ဆိုရင်တေပစီတော့ကျမသားလေးကိုအယူဘဝနဲ့တသက်လုံးမြင်ရတာထက်သူ့ဘဝလေးအေးချမ်းသွားတာကိုမြင်ကျင်နေပါပြီအမေဆိုရင် ဗိုလ်တော်အမေကပြောပြီးတော့ငိုတော့တာပဲဗျမသိတဲ့လူတွေကတော့မိဘတွေဖြစ်ပြီးရက်ဆက်တယ်လို့ပြောချင်ပြောကြမယ်ကျောက်ကတော့ဒီခန်းစားချက်ကိုနားလည်ပါလေဗိုလ်တော်ရဲ့စိုးသမျှကိုသူ့မိဘတွေပဲဒိုင်းခံခံရတာမဟုတ်လားဗျအခုဆိုရင်ကျောက်တသက်ပဲရှိနေပြီပဲဗိုလ်တော်အမေဒီဆုံးဖြတ်ချက်ချလိုက်တာကိုကျောက်ဖြစ်မလွန်ဘူးလို့တွေးတယ်အဖေါ်ဆိုအခေါင်းကြီးလိုက်ရင်အေးလေဒါဖြစ်ရင်လည်းရှစ်လာမယ်လာပြင်းနေကြရင် ဗိုလ်တိုးကိုအိမ်ကိုခေါ်လာခဲ့အဖါဆိုးကပြင်ဆင်စရာရှိတာရီပြင်ဆင်ဖို့မှားလိုက်သေးတယ်ဗျအတူပြောရရင်တော့လာပြင်းနေရောက်လာတာပေါ့အဖါဆိုးကလည်းဗိုလ်တိုးကိုညာဘက်ကြီးချိန်လိုက်တာဗျဟိုဆရာကြီးကုတယ်လို့အပေါက်ချိန်မှာကုလို့ရတာလားမသိပါဘူးအဖါဆိုးကုတာပုံနောက်ကြတယ်ည9နာရီကျော်မှစကုတာအဖါဆိုးကနာယီကိုလည်းတကြီးကြီးနေဗျအချိန်တစ်ခုကိုစောင့်နေပုံလေးရတယ်ဘိုးတိုးဘလောက်စိုးတယ်ဆိုလူတွေကကြိုးတုပ်ပြီးဖမ်းခေါ်လာရတယ် အိမ်မော်ရောက်တာနဲ့ဘိုးတိုးကယုံကန်တော့ဖွားစောကဘိုးတိုးကိုတစ်ချက်ကြည့်ပြီးပါဇက်ပွားစီပွားစီလှုပ်လိုက်တာဘိုးတိုးငြိမ်ကြသွားတယ်သူ့အရှိကစမ်းမြင်ကိုပုတ်ပြပြီးဒီမှာလာထိုင်လို့ပြောလိုက်တာဘိုးတိုးကလာထိုင်နေဗျအဖေစောအဖို့တို့ဘုရားကန်ရှိမှခုတာလည်းမဟုတ်ဘူးဗျသူတို့အိမ်ရှိကဝရန္တာလိုလှုပ်ထားတဲ့နေရာကလေးမှာထိုင်ခိုင်းတာဗျကျုပ်တို့ဘအိမ်တွေပုံစံကအဲ့ဒီလိုမျိုးပဲဗျနှစ်ထပ်အိမ်တွေဆိုရင် ိမ်ပေါ်တဲ့အရှိန်မျက်နှာစာမှာဝရဏလူကြီးလှုပ်ထားတာအဲ့ဒီမှာလူကြီးကစောင်းတော့တစ်သားចောင်းလေးတွေအလောက်ကွက်ဖို့ပြီးရိုက်ထားလိရှိတယ်အဖေါ်စောကဘိုးတိုးငယ်တိတ်ကိုလက်နဲ့အုပ်ပြီးတော့မျက်လုံးကိုမှိတ်လို့အာယုံခံနေတယ်နောက်တော့ခေါင်းတညင်ညင်နဲ့သူ့ကိုလှုပ်တဲ့ခလေးမကတော့လူဘဝမှာမရှိရှာတော့ဘူးဒါကြောင့်လဲတစ်ချက်လှုပ်ကတိတ်ဆွနေတာပေါ့ဒါဖြစ်ရင်ဘလို့လုံမလဲအမီစောတစ်ချက်လှုပ်အတိုက်ကဆက်ရဲစိမ့်စားရဲနှစ်ပိုင်းပါလေ အခုငါဗိုလ်တိုးကိုယူအောင်လုပ်ထားတဲ့စက်ကိုပဲထုတ်ပေးလို့ရမယ်။ကျင်းစာကိုဖျက်ပေးလို့မရဘူး။တဖက်လူကအသက်နဲ့ရင်ပြီးကျင်းထားတဲ့ကျင်းစာဆိုတော့ဖျက်ဖို့ကတော့မလွယ်ဘူး။အဲဒီစက်တွေထုတ်ပေးလိုက်ရင်ဗိုလ်တိုးအကောင်ပြန်ဖြစ်သွားမယ်။ဒါပေမဲ့ကျင်းစာရှိနေသေးတော့ဗိုလ်တိုးတိတ်ကြကြနေရမှာမဟုတ်ဘူး။ရပါတယ်အမေစော။ကျမသားလေးကိုကောင်းကောင်းမွန်မွန်ပြန်ဖြစ်တာပဲလူကျင်ပါလေ။သူနေရတာမနေရတာကတော့သူ့ရဲ့ကံပေါ်လေ။အဖေါ်ဆိုကကျုပ်ကိုစစ်အင်တော်ကြီးနဲ့ရေးတစ်ခွက်ခတ်ခိုင်းလိုက်တယ်။ အင်းတုံဆိုတာဒီဘက်ကလူတွေတိတ်မိလိုက်မှာမဟုတ်ဘူးဗျဆင်းနဲ့လှောက်ထားတဲ့ဇလားပုံစံခွက်ကြီးတစ်ခုပေါ့ဗျအဖေါ်စောတို့အိမ်မှာဆင်းအင်းတုံကြီးတွေတော်တော်တုံးနေဗျအဝတ်တွေဘာတွေစိန်ရင်လဲအခုခက်လို့ကောဇလားတွေဘာတွေနဲ့မစိန်မဲအင်းတုံနဲ့စိန်နေဈေးကပြန်လာလို့အတီးအနှံတွေဘာတွေစီးဖို့လဲအင်းတုံပဲတုံးနေအခုကျုပ်ကအတီးအနှံတွေစီးတဲ့အင်းတုံအသေးလေးကိုရေးဖြည့်ပြီးယူလာခဲ့လိုက်တဲ့အင်းတုံကအချင်းတစ်တောင်လောက်တော့ရှိမှာဗျအဖေါ်စောကအင်းတုံကိုဝရဏအရေးလွတ်တဲ့နေရာမှာရွှေ့ချတယ်ဗျ ဟိုနေရာရွှေ့လိုက်ဒီနေရာရွှေ့လိုက်နဲ့လုံနေသည်တည်းနောက်တော့မှအင်းတော်ကိုငိမ့်နေအောင်ခဏချထားပြီးဘိုတိုးကိုခေါ်သွားတယ်ဘိုတိုးကိုအင်းတော်အရှိမဆောင်းကြောင်ထိုင်ခိုင်းပြီးတော့အင်းတော်နဲ့ကိုကြည့်ခိုင်းတယ်ကျောက်တို့လည်းကြည့်မင်းလို့တော့အဖွားစောကလက်ကပြတယ်နောက်မှတိရတာက လာပြည်ကြီးရဲ့အရှိကိုအင်းတော်မှထင်အောင်လှောက်တာတဲ့ဗျရေမျက်နှာပြင်ပေါ်မှာထင်ကြံနေတဲ့လပုံကိုဘိုတိုးကိုကြည့်ခိုင်းတာဗျထူးတာတော့ထူးတယ်ဗျ ည9နာရီလောက်ဆိုရင်လာဘလို့လှုပ်ပြီးကောင်းကင်အပေါ်တဲ့တဲမှရှိမှလေးဗျဒါပေမဲ့လေထူးဆန်းတာကအဲ့ဒီလာပြည့်ရဲ့ပုံရိပ်ကအင်းုံနဲ့ပေါ်နေတာပဲဗျအဖွာစောများပညာနဲ့လှုပ်တာလားမသိပါဘူးဗျအဖာစိုးကရေမျက်နှာပြင်ကလပုံရိပ်ကိုလက်ညှိုးထိုးပြပြီးဗိုလ်တိုးကိုတုံးလေးကိုမေးတယ်။မေးတာကတော့တခြားမဟုတ်ပါဘူးဗျ မြင်မလားမြင်မလားဆိုရင်ဘိုးတိုးကမြင်မာတယ်မြင်မာတယ်ပေါ့နောက်တွေ့ပလားတွေ့ပလားနဲ့ထပ်မေးတယ်နောက်ဆုံးကြတော့သိပြီလားသိပြီလားလို့မေးပြန်နေဗျသုံးခုမေးလို့လည်းပြီးတော့အဖွားစိုးကမန်တန်တစ်ခုရော့တဲ့ကျုပ်လည်းအသိစိတ်တော့မမှတ်မိဘူးဗျစန်တာလာမင်းဆိုတာလည်းပါတယ် ငွေကြေးမင်းဆိုတာလည်းပါတယ်ချင်းစရာချင်းကက်စရာကက်ထွက်စရာထွက်ဆိုပြီးဘိုးတိုးငယ်တိတ်ကိုလက်နဲ့တုံးချက်ပုတ်ထည့်လိုက်တာအဲ့ဒီအင်းလုံးကြီးကအဖြူရောက်အလင်းတွေလက်ခနဲ့လက်ခနဲ့ထွက်လာတယ်အဘွားစောကအင်းလုံးကိုလက်ညှိုးထိုးပြီးတော့ကောင်းကင်ကလကိုလှမ်းကြည့်ခိုင်းနေအဲ့ဒီလိုလှုပ်လိုက်တော့မှခုနကအင်းတုံထဲမှာဝင်းလက်နေတယ်အယောင်တွေကပျောက်သွားတော့တာပဲဗျာ အဖေါ်စောပြောပြတာကဒီအတိုက်ကိုလာရောင်ကိုကြည့်ပြီးလှုပ်ထားတာတည်းဗျအယူယောဂဆိုတာလာနဲ့အများကြီးတက်ဆိုင်နေဆိုပြီးအခုကရင်မလှုပ်ထားတဲ့အယူဆက်ကိုထုတ်ပေးလိုက်ပြီးဆက်ရက်အစွမ်းတွေရောလေလာကိုပြတ်အလိုက်တာလို့ပြောတာပဲဘိုးတိုးကကူပြီးတာနဲ့ငိုင်းငိုင်းကြီးထိုင်နေတယ်ပြီးတာနဲ့ခလေးတယောက်လိုငိုတော့တာပဲဗျအဖေါ်စောကဘိုးတိုးကြောကုန်းကိုပုတ်ပေးပြီးတော့ငိုငိုတဝါကြီးတာငိုချလိုက်ဘိုးတိုးရေလို့ပြောတယ် ဘောတိုးကလည်းငိုတာပေါ့ဗျမျက်ရည်တွေဆိုရင်ဘူးဒီလုံးကြီးတွေလောက်ကိုရှိတယ်ဗျအဖွားစောကဘောတိုးအမေကိုဘာမှစိတ်မပူဘူးပြောတယ်အယူရီယာယောဂပြောင်းရင်ဒီလိုပဲငိုတည်းဗျဘောတိုးကအယူပြက်တာတော်တော်ကြာပြီဆိုတော့တော်တော်ကြာအောင်ငိုအောင်မှာလေဗျဟုတ်လဲဟုတ်တယ်ဘောတိုးက၃ရက်လောက်ကြာတဲ့အထိတယောက်တည်းငိုလိုက်အဝေးကိုငေးကြည့်နေလိုက်နေတယ်ဗျ၃ရက်ကျော်တော့မှသူ့အမေကိုစကားတွေဘာတွေပြန်ပြောတာဘောတိုးကအခုဆိုအကောင်ဖြစ်သွားပြီဗျစပင်တွေဘာတွေညှက်ပြီးတော့ရေရင်မိုးတွေချိုးတန်းတန်းပြန့်ပြန့်ပြန့်ဖြစ်သွားတာ အရင်ကသူစိုးခဲ့မိုက်ခဲ့တာတွေကိုလည်းတောင်းပန်ပါရတယ်လေအယူလောက်တော့ဆိုတော့လေအကုန်လုံးကခွင့်လွှတ်ကြတာပေါ့ဗျသူ့အမိအလုပ်တွေဘာတွေလဲကုလုပ်ပေးသေးတယ်ကျုပ်တို့ကိုလမ်းမတွင်ရမုံတွေဘာတွေဝဲကျွေးသေးတာဗျကျုပ်တို့အရင်ကအယူဘိုတိုးဆိုပြီးစနောက်ခဲ့ပေမယ်အခုတော့ကိုကြီးဘိုတိုးဆိုပြီးတော့ပဲခေါ်ကြတော့တယ်ညနေကာလာသားတွေခတ်တဲ့ချင်းဝိုင်းမှာကိုဘိုတိုးကဝင်ခတ်လိရှိတယ်သူကောင်းပေမဲ့လေစိတ်တထင်းထင်းနေရဲ့ဗျဘယ်နှစ်တီးမလဲ ဘယ်နဲ့တီးမလဲဆိုပြီးစောင့်ကြည့်နေကြတာပေါ့ဗျတလားလောက်ကြာတဲ့အထီကိုဘို့တို့ဟာဘာမှမဖြစ်ဘူးဗျအရင်လိုဆူဆူပြေးပြေးပြန်ဖြစ်သွားပြီဒေလူကြီးကတစ်ချိန်ကအယူကြီးပါလို့ပြောရင်တောင်မှလူတွေကယုံမှာမဟုတ်ဘူးဗျရွာကလူတွေကတော့အဖေါ်ဆိုပြောတာမှားတာလားဒါမှမဟုတ်ဘိုးတူးအမေရရရချီတာပဲထိရောက်သွားလို့လားပေါ့ဖုန်ကြီးကျောင်းကဦးစင်ကဘိုးတူးအသက်ရှည်အောင်ဆိုပြီးတစ်ပင်တွေစိုက်ခိုင်းနေဖုန်ကြီးကျောင်းဝင်းနဲ့ဖျားစီတွေဝင်းတွေထဲမှာတစ်ပင်တွေလှူခိုင်းနေ ညောင်တပြေရွာဘက်သွားတဲ့လမ်းကလေးကိုမြေဖိုးပြီးပြန်ခိုင်းနေရိုးချောင်းကလေးကိုကူးတဲ့တံတားကိုလည်းတစ်သားတွေပါတွေနဲ့ခိုင်ခိုင်ခန့်ခန့်ပြန်ဆောက်ခိုင်းနေပြလူတွေကတော့ဒီကုသိုလ်တွေကြောင့်ဘိုးတိုးအသက်ရှည်သွားတယ်လို့ပြောကြတာပဲ၃လလောက်ကြတော့ဘိုးတိုးကိုသူ့အမေကအိမ်အောင်ချပေးဖို့တောင်းစီစဉ်နေပြီဗျကျော့တို့ရွာမိန်းကလေးတော့မဟုတ်ဘူးပေါ့ဗျရွာကမိန်းကလေးကဘိုးတိုးကိုဘယ်ယူပါမလဲတခြားရွာတရွာကပေါ့ဗျဘိုးတိုးအမေရဲ့ကျေးဇူးမကင်းနဲ့မိန်းကလေးတယောက်ပေါ့ ဘောတိုးမင်္ဂလာဆောင်မင်းဆိုတော့တရွာလုံးကပျော်ရွှင်နေကြတာပေါ့ဗျဒါပေမဲ့မင်္ဂလာဆောင်မှုတပတ်လောက်အလိုမှာပဲဘောတိုးတယောက်တည်သွားတော်တယ်ဗျတည်သွားတာကလည်းစမ်းနေဗျအဲ့ဒီနေရာလာပြညာကြီးဗျဘောတိုးကညနေဆောင်တော့ခေါင်းမူးတွေဆိုပြီးအိမ်မော်တက်အိတ်သွားတာညတဲ့ခေါင်းလောက်တောက်ခေါနှူးကြည့်တော့အဲ့ရထဲမှာဆန့်ဆန့်ကြီးတည်နေပြီတဲ့ဗျမတည်ခင်မျက်ရည်တွေလည်းကျထားတယ်ထင်တယ်ခေါင်းအုံးပေါ်မှာလည်းမျက်ရည်တွေကရွှဲလို့တွေဗျရွာကလူတချို့ကတော့ အိမ်နေရင်တည်သွားတယ်ဆိုတော့နှလုံးရောဂါလို့ယူဆတယ်။လူတချို့ကတော့ကေရင်မရဲ့ကျင်းစာထိပြီးတည်သွားတာလေဗျ။ကျုပ်ကတော့ဘာကြောင့်လဲဆိုတော့မဆုံးဖြတ်တတ်ပါဘူး။ဒါပေမဲ့အဖေါ်ဆောပြောတဲ့စကားကဘယ်တော့မှမမှားဘူးဗျ။အဖေါ်ဆောကပြောခဲ့ပြီးပြီမဟုတ်လား။အယူပြောက်ရင်မကြရင်တိမ်ပါပဲဆိုတာလေဗျ။ကျုပ်ကအဲ့ဒါကြောင့်လို့ပဲထင်းနေဗျ။ဘာပဲပြောပြောဘူတူးရည်ဖြစ်ကအဲ့ဒီတော့ကကျုပ်တို့ရွာမှာဟိုးလီတကျော်ဖြစ်သွားပါသေးတယ်ဗျ။ဟုတ်ကဲ့ပါရှင်။ ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှတင်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဇလံကောင်းတွေနဲ့ပြန်ဆောင်ပါမယ်ရှင်။